အလုံးဝမင်္ဂလာပါအဲကျွန်မဒီနေ့ပြပြချင်းတဲ့အကြောင်းအရာတွေကတော့အာကျွန်တော်မှနေပြီးတော့ပေါ့နော်နောက်ပိုင်းမှာပေါ့ကိုပီယာရှောက်မယ်လို့စဉ်းစားထားတဲ့သူတွေအတွက်ပေါ့နော်ကြိုပြီးတော့တတိထားစီတတိထားစီခြင်းတဲ့အချက်ကလေးတွေကိုကျွန်မတည်တဲ့လောက်အာဝင်မြပေးခြင်းပါတယ်ရှင်အဲမာ၃၃ချက်လောက်ပဲပေါ့နော်ပထမဆုံးတစ်ချက်ကအာမာကြောင်းတက်တဲ့သူပဲဖြစ်ပေါ့နော်အလုပ်တွေပါရေလောက်ကြောင်းပြီးတဲ့ခါကျအလုပ်လုပ်ကြတယ်ဒါမှမဟုတ်အလုပ်နဲ့ပထမဆုံးအရင်ကလာတဲ့သူတွေတွေပဲဖြစ်ဖြစ်ပေါ့နော်အော် ပုံမှန်အဖြစ်အပြရှောက်မယ်ဆိုလို့ရှင်တော့မပြရှောက်စားရစိတ်ဝင်စားလူတွေတော့တိပိတာဖြစ်မှာမှာကျွန်မ10နှစ်ထပ်နေရမယ်အဲ့ဒီမှာမှာအဲ9နှစ်ကတော့ဝက်ဗီဇာနဲ့အလုပ်လုပ်ထားတဲ့သူဖြစ်ရမယ်ပေါ့နော်ဆိုတော့ကျမတို့ကအခုကဂျပန်အခွန်ကြီးများတယ်လေခွန်ကြီးများတယ်ဆိုတော့ဝက်ဗီဇာနဲ့အလုပ်လုပ်တဲ့ခါကြလို့ရှင်အလုပ်ကုမ္ပဏီပိုင်းဝင်ပြီဆိုလို့ရှင်အခွန်ကြီးကဆောင်းကတနည်းနဲ့တနည်းကတိုးတိုးလာတယ်လေဥပမာပထမတစ်နှစ်ပေါ့နော်ရှာကိုင်းချင်းပထမဦးဆုံးဖြစ်တဲ့တစ်နှစ်ကတော့ အာနေထိုင်ခွင့်တွေပါတယ်မရှိတဲ့သူများတယ်ပေါ့နော်နေထိုင်ခွင့်မရှိကြဘူးပေါ့နေခွင့်မပေးစရာမလိုမှចောင်းသားကနေအဲចောင်းပြီးတော့အလုပ်လုပ်တဲ့သူပဲဖြစ်ဖြစ်အလုံးနဲ့အရင်ဆုံးမြန်မာပြည်ကနေဖြစ်ဖြစ်တန်းလာတဲ့သူပဲဖြစ်တခြားနိုင်ငံနေဂျပန်ကူလာတဲ့သူပဲဖြစ်ဖြစ်ပထမတစ်နှစ်ကတော့နေထိုင်ခွင့်မရှိဘူးဆိုတော့အကောင်အဲ့လောက်အများကြီးလို့မထင်ရပါဘူးဒုတိယနှစ်ကနေစပြီးအကောင်ကအဲ plus 1000လောက်ဖြစ်သွားတာတို့အမဒါပေမဲ့ကိုယ့်ရဲ့ဝင်မှုကပထမနှစ်တော့အရင်များထားတဲ့သူဆိုလို့ရှိရင်ဝင်မှုကတိတိတတ်တိုင်များသွားတယ်ပေါ့အဲအကောင်ကတိတိတတ်တိုင်များသွားတယ်ပေါ့နော် အဲ့ဖြစ်တဲ့အချိန်မှာဘာလူရဲ့တဘာဝရအကုန်အဲ့လောက်အများကြီးမဆောင်ခြင်းဘူးလေအဲဆိုတော့ကိုယ့်ရဲ့မိသားစုတွေကိုကိုယ့်ရဲ့အဲကိုယ့်ရဲ့ဟိုဟာတွေကိုပေါ့နော်ဖူရောပေါ့နော်မိခိုထည့်လိုက်တာပေါ့မကိုမိပါထည့်လိုက်တာတို့အဲကိုယ့်ရဲ့မောင်နှမတို့အကိုတို့မောင်တို့အမိဘနှစ်ပါးသလုံးထည့်တာလို့အဲ့လိုဖြစ်ပြီးတော့မွေလွဲတယ်လေမြန်မာပြည်ကအဲဒီကဂျပန်ညီမပြောမွေလွဲတရားဝင်မွေလွဲတဲ့ဟာနဲ့ပြပြီးတော့ပြီးတဲ့ခါကျလို့ရှိရင်မလုပ်ကြလဲဆိုတော့အဲ့ဒီဟိုဆာရွက်တင်တဲ့ အဲ၁၂နာရီကြာလို့ရှင်ပြန်ပြီးတော့အခုံတင်ကြတယ်လीအခုံတက်တာအောင်ပေါ့နော်ကိုယ့်ရဲ့ဆိုတော့တချို့ကတော့3-5ယောက်ထည့်ပြီးတော့အကွယ်ညီခိုးတွေကို3-5ယောက်ပေါ့နော်ကိုယ့်ရဲ့ဖူရောတွေကိုထည့်ပြီးတော့အခွန်သက်သာအောင်လုပ်တဲ့လုပ်တဲ့လူရှိရှိမယ်လို့ထင်ပါတယ်။အဲ့လိုလူတွေအတွက်တတိပေးချင်တာကတကယ်လို့ကိုကပြရာလျှောက်မယ်လို့စိတ်ကူးထားရင်အဲမထည့်လို့ပြောတာမဟုတ်ပါဘူး။ကိုယ့်ရဲ့တနစ်ဝင်မှုဆိုတာရှိရပေါ့နော်။ပြရာလျှောက်ဖို့အတွက်တနစ်ဝင်မှုကအဲ အနည်းဆုံး1300အထက်ရှိရမယ်ပေါ့နော်ဒါကသူတို့ကတတ်မှတ်ထားတာမဟုတ်ဘူးသူတို့ကတော့အဲ့လိုမျိုးပေါ်တင်စာရွက်ပေါ်မှာမရေးထားဘူးကွာဒါကဒီဗီဇာဒီလိုဒီလိုလုံနေတဲ့သူတွေကြားထဲမှာအာလူတိုင်းလိုလိုမေးကြည့်တည်ပါတယ်အနည်းဆုံး1300အထက်မှာရှိနေနေဆိုလို့ရှိရင်သဘောကျကြတယ်ပေါ့နော်1300အောက်ရောက်သွားလို့ရှိရင်ကြာအဲ့ဆိုရင်200 299တောင်မရှိလို့မရဘူးလားဆိုတော့အဲ့လိုတော့မဟုတ်ဘူးပေါ့နော်အဲ့လိုတော့သူတို့မှတ်မှတ်တော့ဒါပေမဲ့300အထက်ကအကောင်းဆုံးလို့ပြောတယ်အဲ့ဒီအချိန်မှာကိုက 1350ရတဲ့ထားဥပမာပေါ့နော်တနစ်ကိုဒါပေမဲ့ကိုယ့်ရဲ့မိခိုးထဲမှာပေါ့နော်အဖေရောအမေရောမောင်နေရောညီမတွေရောထည့်ထားတယ်အခွင့်သက်သာအောင်လေမမပြုံမွေးလို့ပြပြီးတော့လေးရောက်ထည့်ထားတယ်ဆိုလို့ရှင်တည်ချတယ်ပေါ့နော်အဲ့ဒါပြရချောင်းလို့ရှင်ပြဿနာရှိပဲပေါ့နော်350လောက်အဲသူတို့က1300ကိုအဲဖူရောတယောက်ပေါ့နော်မိခိုးတယောက်ထည့်မယ်ဆိုရင် plus 50ဆိုတဲ့သဘောနဲ့သူတို့ကကြည့်ကြတယ်ပေါ့နော်အဲ့ဒါလည်းဆောက်ရက်စာထဲမှာရေးထားတဲ့ဟာမဟုတ်ဘူးပေါ့နော် ဟိုတို့ရဲ့အဲတို့ဗီဇာထုတ်တဲ့လူကြီးထဲမှာဒါကရှိနေနေကြတဲ့မှာတို့ရဲ့ဟိုပါပေါ့သဘောပေါက်ပြီးသားပုံစံမျိုးပေါ့ကွာအဲ့လိုပြောအဲ့ဒါဆိုရင်ကြအဲမင်းဟာတောင်400ဝင်ဝင်ရှိရဆိုရင်တော့အဲတကယ်လို့ဖူရောပေါ့မိကို2ယောက်ထည့်လို့ရတယ်ဥမာအဖေအဖေနဲ့အမေထည့်တာဖြစ်ဖြစ်ဥမာကိုယ့်ရဲ့အမျိုးသမီးနဲ့ကိုယ့်ရဲ့မိဘတော်ထည့်တာဖြစ်ဖြစ်အဲကိုယ့်ရဲ့အမျိုးသားနဲ့အဲမြန်မာပြည်မှာကျန်တဲ့ကိုယ့်ရဲ့မိဘတရားကိုထည့်တာဖြစ်ဖြစ်ဆိုရင်ရရပေါ့နော် အာဥမာ1300လောက်ကိုကိုက2ရောင်းလောက်ထည့်မယ်ဆိုလို့ရှိရင်အဆင်မပြေဘူးပေါ့နော်အမပြောချင်တာကဥမာကိုက1350 1360ဝင်မရှိရင်1ရောင်းလောက်ထည့်ရတယ်ပေါ့နော်1400 450ဝင်မရှိရင်2ရောင်းလောက်ထည့်ဆိုလို့ရှိရင်အဆင်ပြေရပေါ့နော်အဲ့လိုမျိုးပြောချင်တာပါအဲ့ဒါပထမတစ်ချက်ပေါ့နော်ဒုတိယတစ်ချက်ကြတော့အခွန်ဆောင်ထားတာပေါ့နော်အဲတချို့ဟိုဒါပေမဲ့မတို့ပုံမှန်ကုမ္ပဏီဝင်တဲ့နေရာတော့အကုန်လုံးကုမ္ပဏီကဆောင်ပေးတယ်ပေါ့နော်တော်တော်များများပေါ့နော်69ရာခိုင်နှုန်းကုမ္ပဏီတွေက ဆောင်ပေးရဖြစ်တော့လစာတွေကနေမှတော့အော်တိုဖြစ်တယ်ဒီမှာပင်စင်လို့ကျမ်းမာရေးကုန်းလို့နေထိုင်ကုန်းလို့အကုန်ဖြတ်သွားတဲ့တကိစ္စမရှိဘူးပေါ့နော်အဲ့လိုမဟုတ်ပဲဥမာနေထိုင်ကုန်းကိုတတ်တတ်ကိုယ့်ဘက်ကိုဆောင်ရမယ်ပေါ့နော်ဥပမာပြောပြရအောင်အခွန်တွေကတခုတစ်ခုဖြစ်နေနေထိုင်ကုန်းကိုယ့်ဘက်ကိုဆောင်ရမယ်ဆိုလို့ရှင်လို့ရှင်အင်းအဲ့ဒီအခွန်စာရွက်တည်းကိုပေါ့နော်စောင့်ပြီးအခွန်စာရွက်ဘေးစာရွက်တည်းကိုဘယ်နည်းဒိတ်မှဆောင်ထားလဲဆိုတာအမှောင်ကုမ္ပဏီမှာသွားဆောင်မလို့ရှင်စတန်လေးတွေရတယ်လေအဲ့ဒါလေးကိုတင်ထားပါပေါ့ဥမာအခုနောက်ပိုင်းကပေးပေးတို့ဘာလို့နဲ့ဆောင်လို့ရတာလဲမလား ပြပြပေါ့နော်သူကိုယ့်မှာကိုယ့်မှာကိုစကန်ဖတ်ပြီးဆောင်းလိုက်ရုံပဲဆိုလို့ရှိရင်စကရင်ရှော့လေးရိုက်ပြီးတော့တင်ထားပါပေါ့နော်အဲ့ဒါဘာဖြစ်လို့လဲဆိုတော့တကယ်ပီယာတင်တဲ့ခါကြလို့ရှိရင်အခုနောက်ပိုင်းပေါ့နော်အရင်တော့အဲ့လိုမဟုတ်ဘူးအခုနောက်ပိုင်းမှာအရန်ကြက်လာရပေါ့နော် immigration အရန်ကြက်လာတော့ဟုတ်တယ်မင်းဆောင်ထားတာတော့မှန်တယ်ဒါပေမဲ့မင်းကသူတို့တတ်မှတ်ထားတဲ့ဥမာဒီ9လပိုင်းဟာဥမာ9လပိုင်း31ရက်နေ့မှာအပီးဆောင်ရမယ်ကွာဒါပေမဲ့ကိုကဆောင်လိုက်တာတော့7လပိုင်း1ရက်နေ့လို့2ရက်နေ့လို့မှာဖြစ်နေလားပေါ့နော် သူတို့အဲ့ဒါကိုသိစင်တာကွာနောက်ကျပြီးမှဆောင်းလာမင်းကတကယ်ကိုတိတိကျကျမာဂျီမင်းနဲ့အဲဆောင်းရမယ့်ရက်အတွင်းမှာသူတို့တတ်မှတ်ထားတဲ့ date အတွင်းမှာဆောင်းလာဆိုတော့သူကသိချင်တယ်ကွာအခုနောက်ပိုင်းလေအဲ့ဒါမျိုးတွေအရန်တောင်းနေကွာနင်းဆောင်ထားတဲ့အဲစာရွက်ဖြတ်ပိုင်းပြပါတို့ဥမာအပြင်မှာဆောင်းထားရင်အဲ့ရနေပါတယ်ဘရိုရှူရှောပြပါတို့အဲအဲ့လိုမျိုးတွေတောင်းလာတယ်ပေါ့နော်အဲ့ဆိုဘာပဲဖြစ်ဖြစ်တကယ်လို့ကိုကအကြောင်းမျိုးကြောင့်အပြင်မှာဆောင်းခဲ့ရတယ်ဆိုလို့ရှိရင်တင်ထားပါပေါ့နော်အဲ့ဟာလေးတို့သိချာချာလေး ကိစ္စလေးတခုနဲ့တင်ထားပါပေါ့နော်နောက်တစ်ခုကအမျိုးသမီးတွေပေါ့နော်ဟိုအလုံးလုံးနေတော့တော့ကုမ္ပဏီကဖြတ်ပြီးမေးဥပမာအကွာခလေးမွေးလေဆိုလို့ရှိရင်အလောက်ကခဏနားလိုက်တယ်လေမိဘကနေပဲယူနေလိုက်ဆိုရင်အဲ့လိုလားတယ်အဲ့လိုနှစ်တူမှတစ်နှစ်တူပေါင်းနားရပေါ့ဒီဘက်မှာတော်တော်များနားကြရပေါ့တစ်နှစ်တူနှစ်နှစ်တူတစ်နှစ်ခွဲလို့နားကြရပေါ့အဲ့ဒီအချိန်မှာကိုကပြီးခဲ့တဲ့နှစ်ကဝင်မွေးအလုံးလုံးထားရဖြစ်တဲ့အတွက်ဝင်မွေးရှိရလေအဲ့ဆိုတော့နေထိုင်ကောင်ကရောက်လာပြီအေးဩဘာလို့လဲဆိုတော့လာစာမရတော့ဘူးဆိုတော့လေအ အစိုးရထောက်ပံ့ကြီးကကြောက်တတသူကသူဗန်နေရဝင်လာဆိုတော့ဟာလိုဝကပေးတာလေနေတိုင်းကအင်ကိုရောက်လာပြီဆိုကကိုယ့်ဘကိုဆောင်းရပြီပေါ့နော်အမအမအလုံးလာတော့လေကိုယ့်ဘကိုဆောင်းရတယ်ပေါ့နော်အဲ့ဆိုရှင်အဲ့ဒီဘေးစာရကလေးတွေကိုဘယ်နေ့မှဒီဒီဟာကိုဘယ်ရစာကိုဘယ်နေ့မှဆောင်းရလဲဆိုတဲ့ဟာလေးကိုဟိုအကုန်သိမ်းထားပေါ့နော်ဘာဖြစ်လို့ဆိုတော့ပြရပြန်တင်တဲ့ခါကျတော့ရှင်သူတို့ကအဲ့ဒါကိုတောင်းပေါ့နော်အာ၅နှစ်ပေါ့နော်၅နှစ်စာကိုတောင်းတာဆိုတော့အဲ့၅နှစ်စာတွင်တယ်မှာဖြစ်ခဲ့တဲ့ဟာပေါ့နော် ဟိုအရင်ဆုံး6နှစ်လွန်ခဲ့တဲ့6နှစ်တို့ခုနှစ်တို့ဟာတော့မရှိတော့ရပါမယ်အခုလောလောဆယ်က9နှစ်စားပဲနောက်ပိုင်းကျရင်တော့ဘယ်လိုဖြစ်လာအောင်မသိဘူးဘောနော်အခုနောက်ပိုင်း PR တွေကလည်းအရန်ကျက်လာတာဆိုတော့လေသူတို့ကမျိုးစုံနီးမျိုးစုံအရမ်းနဲ့သူတို့ကဟိုဘယ်လိုပြောမလဲအမားရှာတယ်လို့မျိုးပေါ့နော်လူကိုလေအဲ့လိုမျိုးရှိရပါဘောနော်နောက်တစ်ခုကကျတော့အာဥမာမိသားစုလိုက်ပေါ့နော် အမျိုးသားရဲ့ဗီဇာနဲ့အဲအမျိုးသမီးကမိခွန်းနဲ့နေတယ်အဲကလေးလည်းရှိရဥပမာပြပြပါဘောနော်အမား မျိုးသားအမိသားစု၃ယောက်အမျိုးသားက work visa နဲ့နေတဲ့အမျိုးသမီးနဲ့ကလေးနဲ့ကမိခွန်းနဲ့နေတယ်ပေါ့နော်အဲ့လိုဆိုလို့ရှိရင်အမျိုးသမီးကလည်းအလုံးလုံးတယ်လေအတိုင်းတာတခုတကယ်လို့အလုံးလုံးမယ်ဆိုလို့ရှိရင်နေတိုင်းကဆောင်ရတဲ့အဲပမာဏအထည်ဝင်မှုကိုကအလုံးလုံးခဲ့တဲ့အဲနှစ်တည်းရှိခဲ့တယ်ဆိုလို့ရှိရင်ပေါ့နော်အဲ့ဒီမှာနေထိုင်ကောင်ကအိမ်ကိုပို့လာတဲ့ခါကျရင်စောင့်ပြီးလို့ရှိရင်ဆာရွက်ကလေးတွေကိုတေချာတင်ထားပါဘောနော်ဘယ်ထိတ်မှစောင့်ထားရဲဆိုတာကိုသူကတောင်းရင်ပြနိုင်အောင်ပေါ့နော်အခုနောက်ပိုင်းအဲ့လိုမပြနိုင်လို့ဟိုစိတ်ညစ်ကြတဲ့အဲ customer တွေရှိရဲပေါ့နော် အဲ့လိုမျိုးတကယ်လို့မပြနိုင်လို့မရဘူးလားလို့သူတို့ကတော့အပြတ်မပြောပေးမိမပေးတာရှိပါတယ်ဟုတ်အဲ့လိုချိန်ချောက်တာတော့မဟုတ်ဘူးပေါ့နော်ဟုတ်ပြပြတာပါဟုတ်အဲ့အဲ့ဒါနှစ်ချက်မြောက်ပေါ့နော်နောက်နောက်ဆုံးတစ်ချက်ကတော့လွယ်လွယ်နောက်ဆုံးချက်ကတော့အရင်ခက်ခက်ခဲတော့မဟုတ်ပြီမဲ့ဒီ work visa နဲ့နေရဲ့အချိန်မှာအာကျမတို့ကဒီအလုပ်အလုပ်ကို work visa မဟုတ်ဘူးကအလုပ်လုပ်တဲ့အချိန်မှာအမြဲတမ်းအလုပ်တမအလုပ်လက်မဲ့ဖြစ်တဲ့ခါကြလို့ရှိရင်အမှတ်ခံကြီးလို့ပါတော့လေ အမျိုးရတဲ့ကတချို့ကကြတော့လေအဲ့ဒါကိုတမင်အလုံးထွက်ပြီးတော့ယူတာမျိုးတွေရှိရလေ음ဒါတော့ကိုလိုမျိုးကိုဘကိုတိမှာပေါ့နော်အဲ့လိုမျိုးအဲအဲ့လိုမျိုးလေးကအဖြစ်နိုင်တော့အဲ့လိုပြရမရခင်ပေါ့နော်ကိုကလည်းရှောက်မယ်လို့စဉ်းစားတိုင်းပြရမရခင်မှာတော့အဲ့ဒါမျိုးတွေကမလုပ်ဘဲနဲ့အနေနဲ့မာဂျီမဲနဲ့မာဂျီမဲနဲ့အလုပ်လုပ်ပြီးအခွန်ဆောင်ပေါ့နော်အာဒါအကောင်းဆုံးပါနောက်တစ်ခါကျတခြားဥမာကိုကလုံးဝအစည်းအဝေးအဆင်မပြေဘူး ဟိုအဆွေရှာထောက်ပံ့ခြင်းယူတာဆိုတော့ကိစ္စမရှိမိအဲလုံးဝဆေးကစဟိုဟိုဟိုလို့ပြောရမှာညနေရောင်းကနေပြီးတော့အော်အဲ့လိုမျိုးလေအဲကိုကအလုံးမလုံးနိုင်လို့ဆိုပြီးတော့ထောက်ပံ့ခြင်းယူပြီးတော့စားတာတွေပေါ့နော်အဲအဲ့လိုမျိုးတွေလည်းအဲပြည်ရလျှောက်တဲ့ခိုင်ကြရလို့ရှင်ပြဿနာရှိပါတယ်ဟာပြဿနာရှိရမရဖို့ရရင်တော့များတယ်ပေါ့နော်အဲအတူဆုံးပြောရရင်တော့သူတို့သူတို့ကကိုကိုပြရပေးမယ်ဆိုတော့ကိုကနိုင်ငံသားတော်နဲ့ကိုကိုပြရမယ်ဆိုတာနင်ကအာအလုံး ဝင်ဝင်အတိုင်းအတာတစ်ခုအထိအလုံးလုံးနိုင်တဲ့နေ့မှာအရေးချင်းလည်းရှိတယ်အဲလုံလဲလုံနိုင်တယ်ငါတို့နိုင်ငံကိုအခွန်လေးတည်တည်ချာချာဆောင်နိုင်တယ်အဲအဲ့အတွက်နင်ကိုပြရပေးမယ်အဲအဲ့လိုသဘောပဲပေါ့ကွာစီးပွားရေးလိုမျိုးပေါ့အဲ့ဒါပါပဲရှင်အဲတတိထားလို့ရတာအောင်ကြိုပြောထားတာပါအာလုတ်လုတ်ပြီးသွားမှဆိုလို့ရှင်လုံသွားမှဆိုလို့ရှင်အချိန်ကြီးကလွန်တော့အကယ်လို့ကလုတ်ပြီးသွားခဲ့တဲ့အချိန်ကြီးကလွန်သွားပြီဆိုလို့ရှင်ဟိုတကယ်တကယ်ရှောက်တဲ့ခါကျရင်မရတဲ့ခါကျရင်အဲငါအဲ့တော့ဘာလို့လုံးမိကြလဲဆိုရင်နောင်တာတွေ အေးဖြစ်မှာဆိုလိုပါဟုတ်ကဲ့ပါအားလုံးအဆင်ပြေပါစေအာစကောင်းဆက်ပြရကျမလည်းဝန်ဆောင်မှုပြပါတယ်ရှင်ကျမနဲ့ကျမရှိနေနဲ့လူလုပ်ပေးတာပါအားလုံးဘိုင်ဘိုင်